င်္ဂလာပါရှင် PSM News ရဲ့ဒီဇင်ဘာလ2ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ဒီနေ့ရဲ့နောက်ဆုံးမုန်တိုင်းဖြစ်လာမဲ့တောင်တရုတ်ပင်လယ်ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးကတိုင်ဖွန်းမုန်တိုင်းကိုတိုဟာအပူပိုင်းမုန်တိုင်း Tropical Storm အဖြစ်အပြော့လာပြီးဖြစ်ပါတယ်။ ဒီမုံတိုင်းဟာဒီဇင်ဘာလ3ရက်နေ့ညပိုင်းမှာတော့ VNN တောင်မိုင်းကန်းကြီးအနီးကမ်ရက်မြို့အရှိတောင်ဘက်86မိုင်ခန့်အကွာကပင်လယ်ပြင်မှာလီဘီယာနဲ့ရေဝံဖြစ်အားပြော့သွားပြီးညပိုင်းမှာလေပွေလိုင်းဖြစ်ဆက်လက်အားပြော့ပြက်ပြဲသွားနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ငံခန့်မှန်းထားပါတယ်။ဒါ့အပြင်ဖိလစ်ပိုင်နိုင်ငံအရှိတ်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်း Invest 93W ဟာလည်းတောင်တရုတ်ပင်လယ်တွင်ကိုလေပွေလိုင်းဖြစ်ဆက်လက်ဝင်ရောက်လာနိုင်ပေမဲ့ဆိုင်ကလုံးမုံတိုင်းထပ်မံဖြစ်ပေါ်နိုင်တဲ့အခြေအနေတော့မရှိတော့ပါဘူး။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရဒီဇင်ဘာလ2ရက်နေ့ကစပြီးမြန်မာနိုင်ငံတဝန်းအအေးပူလာနိုင်ပါတယ်။ ဒီနေ့မှာတော့ချင်းပြည်နယ်ဟာခမြို့မှာအနည်းဆုံးအပူချိန်3ဒီဂရီစင်တီဂရိတ်အထိကျဆင်းနိုင်ပြီးအအေးဆုံးဒေသဖြစ်လာနိုင်ပါတယ်။ ဒုတိယအအေးဆုံးဒေသတွေအဖြစ်ရှမ်းပြည်နယ်ကတောင်ကြီးနဲ့ကချင်ပြည်နယ်ကမြကြီးနားတို့မှာအနည်းဆုံးအပူချိန်10ဒီဂရီစင်တီဂရိတ်ကျဆင်းနိုင်မှာဖြစ်ပါတယ်။ထူးခြားမှုအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ9ဒီဂရီကနေ10ဒီဂရီ၊ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ10ဒီဂရီကနေ17ဒီဂရီနဲ့ကရင်ပြည်နယ်မှာ17ဒီဂရီကနေ23ဒီဂရီအသီးသီးရှိနိုင်ပါတယ်။အလဲပိုင်းဒေသတွေဖြစ်တဲ့မန္တလေး၊စကိုင်း၊မကွေးနဲ့နေပြည်တော်တို့မှာတော့အနည်းဆုံးအပူချိန်14ဒီဂရီကနေ18ဒီဂရီဝန်းကျင်မှာရှိနေမှာဖြစ်ပါတယ်။အောက်ပိုင်းဒေသတွေမှာတော့ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊မွန်၊ကရင်၊ရခိုင်နဲ့တရ င်းသားရီတိုင်းတို့မှာတော့အနေအဆုံအပူချိန်16ဒီဂရီကနေ22ဒီဂရီဝန်းကျင်ရှိနိုင်ပြီးနေ့အပူချိန်အမြင့်ဆုံးကတော့30ဒီဂရီကနေ32ဒီဂရီအထိရှိနိုင်ပါတယ်။မိုးထိန်နေဖြစ်ပေါ်မှုအနေနဲ့ကတော့တနင်္သာရီ၊ကရင်ချင်းမော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်ထွန်ပြီးကြံဒေသတွေမှာတော့အများအပြားသားရမှာဖြစ်ပါတယ်။မြမပင်လယ်ပြင်မှာတော့လိုင်းအထင်အထင်ရှိနိုင်ပြီးမြမကန်ရံတခြားနယ်ကမ်းလောပင်လယ်ပြင်တို့မှာလိုင်းအမြင့်9ဘေးကနေ9ဘေးလောက်ထိရှိနိုင်ကြောင်းပင်လယ်ပြင်ခီးသွားတွေကိုအသိပေးလိုပါတယ်ရှင်။ ။ BSN ပြည်သက်များရှင်မူလဝတ္ထဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ခန်းကိုဝင်ကျင်တာမှန်နိုင်ပြီးအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ကျမတို့ရဲ့နေ့စဉ်မူလဝတ္ထအစီအစဉ်တွေကိုစောင့်မျှော်ရှုစားအပေးကြတဲ့ BSN ရဲ့ပြည်သက်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကျန်းမာပြီးကင်းစွာနဲ့တဘာဝဘေးအနေနဲ့အတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။